အင်မတန်မှကြိုးစားပြီးတော့နိုင်ငံသားမှာမွေးဖွားခဲ့ပေမယ့်နေဂျီဦးလိုမွေးရပါအမဲပါလာတဲ့နေဂျီဦးရဲ့သားလေးကေပရိသတ်ဂျီတို့ဤပရိသတ်တွေရဲ့ချစ်တော်မင်းသမီးလေးနေဂျီဦးကတော့ပရိသတ်တွေကိုရုတ်တရက် surprise တိုက်ပြီးတော့အင်နာပြုတ်သွားတာမကြသေးပေမယ့်လေအခုချိန်မှာတော့နောက်ထပ်တစ်ချိန် surprise တိုက်လာခဲ့ပြီပဲဖြစ်ပါတယ်။သူမအနေနဲ့ကတော့ရှင်သွေးလေးကိုအင်နာပြုတ်ပြီးပြီးချင်းယူလိုက်ပေမယ့်အရွယ်တစ်ခုရောက်မှကလေးယူမိရဲ့အတွက်အတော်လေးစိုးရိမ်နေကြတာကြောင့်မြန်မာနိုင်ငံကဆရာဝန်နေစီမှာမမွေးပဲနိုင်ငံသားမှာမွေးဖို့ကိုသာဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်ထိုင်းနိုင်ငံအတွေးဝင်းရရဲ့ချေယူခဲ့ပြီးတော့ကလေးကိုလေထိုင်းနိုင်ငံသားအဖြစ်ခံယူခိုင်းမယ်လို့ဆိုလာခဲ့ပါတယ်။ဒီတကောင်မှာတော့နေစီဦးကပထမဆုံးတာအုပ်လေးကိုအောင်မြင်မြင်ဝင်းနိုင်ခဲ့တယ်လို့မိခင်ဖြစ်သူအတိုင်းမျက်နှာမှာဝင်းမဲ့ကြီးပါလာခဲ့တာကြောင့်ကလေးကတော့အမေနဲ့တူတော့မေဆိုပြီးပြိသက်တွေစီကဝိုင်းပြီးတော့ပြောခံနေရပါတယ်။နေစီဦးအနေနဲ့ကတော့မိကလေးဖြစ်တာကြောင့်ဒီအမွေးမက်ကိုမိကက်ပေါင်းစုံနဲ့ဖုံးပြီးလို့ရပါမယ်လေ။ သူမမွေကိုစက်ခံထားတဲ့သားလေးကတော့ယောက်ျားလေးဖြစ်တာကြောင့်အခြားကလေးတွေရဲ့လောက်ပြောင်ခရမှာကိုအခုချိန်လေးကတော်လေးစိတ်ပူနေပြီပဲဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်ကြီးကိုလည်းပထမဆုံးမိခင်ဖြစ်သွားတဲ့သူမကိုအားပေးစကားပြောရင်းနဲ့ကလေးလေးတွေဝိုင်းစုတောင်းပေးလိုက်ကြပါအောင်ရှင်။